ဒီနေ့2025ခုနှစ်အော်တိုဘာလတရက်နေ့မနက်ခင်းမှာတော့ကျွန်တော်တို့ဒေတာရင်းမှာအကြီးမားဆုံးသဘာဝဘေးရန်ရဲတစ်ခုဖြစ်သမိုင်းတွင်ကြံရစ်တော့မဲ့အပူပိုင်းမုန်တိုင်းဘူအားလွန်ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့ကိုအကြီးအကျယ်ဖျက်ဆီးဝင်ရောက်ပြီးနောက်မှာတော့မုန်တိုင်းဘူအားလွန်ရဲ့အကျွမ်းကြံတိမ်တိုက်တွေဟာအခုဆိုရင်ထိုင်းနိုင်ငံကိုဝင်ရောက်ပြီးမကြုံစုဘူးရေဘေးကပ်ဆိုးကြီးတစ်ခုကိုဖြစ်ပေါ်နေစေပါပြီ။တပြိုင်နက်တည်းမှာပဲအဲ့ဒီမုန်တိုင်းရဲ့အရေးမဲကြီးဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့တကားဝကိုလာခေါက်နေပြီဖြစ်တဲ့အတွက် အခြေပေါ်ပြင်ဆင်မှုတွေနဲ့နောက်ဆုံးရအခြေအနေတွေကိုပြည့်ပြည့်စုံစုံသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘူအားလိုင်းရဲ့အကျဉ်းချံတွေဟာမုတ်တုံလေးလမ်းကြောင်းကိုအားကောင်းနေပြီးထိုင်းနိုင်ငံတဝမ်းလုံးကိုမိုးအဆက်မပြတ်ရွာချစေခဲ့တဲ့အကြောင်းတင်ပြခဲ့ပြီးပါပြီ။အဲ့ဒီဒေသတွေထဲကမှာအထူးသဖြင့်စိုးရင်ရတဲ့ပြည်နယ်တွေကတော့အော်ဒရာဒိတ်ဖီစနူလော်မေဟောင်ဆောင်နဲ့ဥတုံတန်နီတို့ပါပဲ။ဒီပြည်နယ်တွေမှာရေလွှမ်းမှုတွေဖြစ်ပေါ်နေတာကြောင့်ဒေသခံပြည်သူလူထုကိုဘေးလွရာရက်တွေကိုအရေးပေါ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေကိုအချိန်နဲ့တပြေးညီလှုပ်ဆောင်နေကြရပါတယ်။ မြင်ဝင်းတွေကတော့တကယ်ကိုကြေကွဲပွေရပါရေးစီးကြောင်းတွေရဲ့ချိန်ဟောင်းဟာအလွန်ကိုပြင်းထန်လွန်းတာကြောင့်တာမန်ရေမြုပ်တံမျိုးတွေမကပဲရေတိုက်စားမှုတံကိုမခံနိုင်တဲ့အချိအိမ်ချို့ဆိုရင်ရေထဲကိုအလုံးလိုက်မျောပါသွားကြတဲ့အထိဖြစ်ပြခဲ့ရပါတယ်အထူးသဖြင့်ဥတ္တရာဒိတ်ဒေသမှာဆိုရင်ရေလုံးကြီးတွေရဲ့တိုက်စားမှုတံကိုတံတားတွေမခံနိုင်တော့ပဲအပိုင်းပိုင်းပြတ်တောက်ပြီးရေထဲပါသွားကြတာဟာဘလောက်အင်အားကြီးမတဲ့တဘာဝပေးလဲဆိုတာကိုသက်သေပြနေပါတယ်လမ်းမဆက်သွေးရေလုံးဝပြတ်တောက်သွားတဲ့အခြေအနေတွေလည်းရှိနေပါတယ် မဲဟောင်ဆောင်ပြည်နယ်ကထွက်လာတဲ့တရင်အချက်လက်တွေအရလည်းအခြေအနေဟာစိုးရိမ်စရာပါဘေးရန်ရဲကာဝယ်ရေးနဲ့ရော်ပါရေးစံတာကစက်တမလ30ရက်နေ့မှာထုတ်ပြန်ချက်အရမဲဆရီယန်ခရိုင်ထဲမှာစာတင်ကြောင်းတစ်ကြောင်းအထိကိုဝေရီဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ခရိုင်သုံးခုကကြေးရပေါင်း36ရွာဟာလည်းရေဘေးထံကိုထိုက်ရိုက်ခံစားခဲ့ရပါတယ်အိမ်တွေလေယာဉ်မြေတွေပညာရေးဆောက်အုံတွေပြင်အဓိကလမ်းမဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့တရားလေပင်တွေဟာရှုံလွန်တွေကြောက်တုံးကြီးတွေတစ်ပင်တွေနဲ့ဖုံးလန်းသွားခဲ့တာကြောင့် လမ်းမဆက်သွယ်ရေးလုံးဝနေပါပြတ်တောက်သွားခဲ့ပြီးကုညီကယ်ဆယ်ရေးတွေနှောင့်နှေးနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ဒီရေကြီးမှုကဆိုးကြီးရဲ့ထဲမှာမှအထူးကိပြင်းထန်ဆုံးပြည်နယ်ဖြစ်စရင်ဝင်သွားတာကတော့ဥတရာဒိတ်ပြည်နယ်ပါပဲ။အာနာပိုင်းတွေကလက်ရှိအခြေအနေကိုအနီရောင်ဆင့်အကျက်တဲဖြစ်တရားဝင်ကြေညာထားရပြီဖြစ်ပါတယ်။ဘာကြောင့်ဒီလိုကြေညာရသလဲဆိုတော့ပြည်နယ်တစ်ခုလုံးမှာမိုးရေချိန်ဟာပြန်ပြအားဖြင့်မီလီမီတာ100ကျော်အထိအချိန်တိုအတွင်းရွာသွန်းခဲ့တာကြောင့်ပါ။ဒီပမာဏဟာဒေတာရင်းကရေနုံမြောင်းစနစ်တစ်ခုလုံးရဲ့ခန္ဓာရည်အောက်ကိုလုံးဝကျော်လွန်သွားခဲ့ပြီဖြစ်တဲ့အတွက် ရေတွေကမြို့တွေရွာတွေထဲကိုအလွယ်တကူဝင်ရောက်ဖုံးလွှမ်းသွားခဲ့တာပဲဖြစ်ပါတယ်။ခုနကတင်ပြခဲ့တဲ့ရေဘေးအခြေအနေတွေဟာရုပ်ရှင်တွေကမြင်ကွင်းတွေလိုပါပဲ။တကယ်တော့ဒါတွေဟာလက်တွေမှာဖြစ်ပျက်နေတဲ့ကြေကွဲပွေရာဘဝပုံရိပ်တွေပါ။ကျွန်တော်တို့အပူပိုင်းမုန်တိုင်းဘူအားလာရဲ့နောက်ဆက်တွဲတံကိုအပြင်းထန်ခံရတဲ့ထိုင်းနိုင်ငံကအဖြစ်အပျက်တွေကိုဆက်လက်ကြည့်ရှုရအောင်ပါ။ဥတရာဒိတ်ပြည်နယ်တွေကနံပါတ်ခရိုင်မှာဖြစ်ခဲ့တဲ့မြင်ကွင်းတစ်ခုဟာရင်းထဲမှာတကယ်ကိုနာကျင်စရာပါပဲ။မနေ့ကနနက်9:17မိနစ်အချိန်ကြေးရွာသားကိုဦးပါရမီသားတို့တို့ဟာ သူတို့ရဲ့တခုလီသောရှင်သန်ရနေရာဖြစ်တဲ့အိမ်ခေါင်မိုးပေါ်ကနေအသက်ဘေးအန္တရာယ်အတွက်အကူအညီတွေကိုအရေးပေါ်တောင်းခံနေကြရပါတယ်။ဒီပုံရိပ်ကိုဘေးအန္တရာယ်ကာကွယ်ရေးဌာနရဲ့လူမှုကွန်ရက် line group တွေမှာတောင်မျှဝေနေကြရတာပါ။စိတ်ကူးနဲ့မြင်အောင်ကြည့်ပါ။ဂျီရီဟာသူတို့ရဲ့နေအိမ်တွေကိုအချိန်ဟုန်ပြင်းပြင်းနဲ့ဝင်ရောက်လာပြီးကလေးငယ်လေးတွေတက်ကြီးရွယ်ရွယ်တွေအပါအဝင်မိသားစုဝင်အားလုံးဟာဘယ်ကူမှရွှေ့ပြောင်းမှုမတက်နိုင်တော့ဘဲပိတ်မိနေကြရရှာတာပါ။အောက်မှာတော့ရှင်ရီလုံးကြီးတွေကအိမ်အောက်ခြေကိုတိုက်စားနေတယ် သူတို့ရဲ့အိမ်သုံးဆောင်ပစ္စည်းတွေဟာလည်းရေစီးနဲ့အတူမျောပါသွားနေတယ်။အပေါ်မှာတော့မိုးကလည်းအဆက်မပြတ်ရွာသွန်းနေတဲ့ဖြစ်လို့အေးဆက်မှုနဲ့ကြီးမားတဲ့ကြောက်ရွံ့မှုကြီးကြမှာမျောလင့်ချက်မဲ့လူနီးပါးနဲ့ကယ်ဆယ်ရေးကိုစောင့်ဆိုင်းနေရတဲ့ဘဝကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ဒီလိုခြေခွဲစရာကယ်ဆယ်ရေးခြေနေတွေဟာတနေရာတည်းမဟုတ်ဘဲနေရာအတော်များများမှာရှိနေပါတယ်။နောက်ထပ်ဆိုရင်စရာဖြစ်ရက်တွေကတော့နမ်ခရိုင်ရက်ကွက်မှာဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီမှာဆိုရင်အသက်65နှစ်အရွယ်ဖွားဦးတအူးဟာသူ့အိမ်ရဲ့ဒုတိယထပ်မှာတအူးရဲပြိမ့်မိနေပြီ ရေးတွေကလည်းတရိပ်ရိပ်မြင့်တက်လာနေတယ်လို့သတင်းရရှိထားပါတယ်။ထောင်ဆန်ခန့်ခရိုင်မှာလည်းအလားတူပါပဲ။အသက်92နှစ်92နှစ်အရွယ်ဖွားဦးနဲ့အသက်84နှစ်အရွယ်ဖိုးရိုးဇနီးမောင်နှံဟာသူတို့ရဲ့နေအိမ်ထဲမှာလုံးဝထွက်မရဘဲပိတ်မိနေကြတာကြောင့်ကယ်တဲ့အဖွဲ့တွေဟာဒီတက်ကြီးရွယ်ဦးစုံတွဲကိုကုညီကယ်တင်နိုင်မှုအတွက်မိမိတို့အသက်ကိုပါဆွန်လာပြီးကြိုးပမ်းနေကြရပါတယ်။ဒါအပြင်အခက်ခဲကဒီမှာနေမရသေးပါဘူး။ရေပေးတဲ့မြို့တွေကိုဝင်ရောက်တဲ့အထက်ကလမ်းမကြီးတွေကိုပါပျက်စီးသွားပြီဖြစ်ပါတယ်။ ။ဒါပြိုင်နှစ်ထဲမှာပဲအရေးကြီးတဲ့ဆက်သွယ်ရေးလိုင်းတွေပါပြတ်တောက်နေတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေဟာအလွန်ကိုခက်ခဲကြံ့ကြာနေရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။အပူပိုင်းပုံတိုင်းဘူအားလိုင်းရဲ့အကျဉ်းချံကြောင့်ဖြစ်ပေါ်ခဲ့တဲ့ရုပ်တရက်ရေးကြီးမှုတွေဟာအသက်ပေါင်းများသောကိုချင်းချောင်နေတဲ့ဖြစ်ပြီးဒီနေ့မနက်မှာတော့အလွန်ပဲဝမ်းနည်းစရာကောင်းတဲ့သတင်းစိုးတစ်ခုကိုလက်ခံရရှိထားပါတယ်။ဒါကတော့မနေ့ကဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ရေးစီးကြောင်းထဲမှာမိသားစုတစ်စုလုံးမျောပါပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီကြေကွဲစရာဖြစ်ပျက်ဟာရေဘေးတံကိုပြင်းထန်ဆုံးခံစားနေရတဲ့ ဥတရာဒိတ်ပြည်နယ်နံပါတ်ခရိုင်ကကြေးရွာလေးတွေ့ရမှာမနေ့ညတကောင်းရံအချိန်ကဖြစ်ပွားခဲ့တာပါဒေသခံတွေရဲ့ပြောကြားချက်အရမိုးကလည်းတက်တက်မဲမဲရွာနေပြီးပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ကျနေချိန်မှာတောင်ပေါ်ကနေရေလုံးကြီးတွေဟာဘသူမှမျှော်လင့်မထားတဲ့အချိန်နဲ့ဟိန်ကနေအတန်ပေးပြီးဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီကြေးရွာကဥတုံဆက်ရဲ့မိသားစုဟာအိမ်မှာအိမ်မောကျနေချိန်မှာပဲသူတို့ရဲ့တစ်ထပ်အိမ်လေးတွေကိုရှုံလုံနေတဲ့ရောနေတဲ့ရေတွေကအချိန်ကြီးနဲ့အချိန်နဲ့ဝင်ရောက်လာခဲ့ပါတယ်ရုတ်တရက်လန်လို့လာတဲ့ဥတုံဆက်ဟာ သူ့ရဲ့ဇနီးအသက်9နှစ်အရွယ်တမီးငယ်လေးနဲ့အသက်80ကျော်အရွယ်သူ့ရဲ့မိခင်အိုကြီးကိုအိမ်ခေါင်မိုးပေါ်တက်ဖို့အမြန်ဆုံးကြိုးစားခဲ့ပါတယ်။ပတ်ဝန်းကျင်ကအိမ်နီးချင်းနားချင်းတွေရဲ့အဆိုအရသူတို့ဟာအိမ်ခေါင်မိုးပေါ်ကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီးအကူအညီတောင်းခံတန်တွေကိုလည်းကြားခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ကံကြမ္မာကတိတ်ကိုရက်ဆက်ခဲ့ပါတယ်။မနက်3နာရီဝန်းကျင်မှာတော့တောင်ကြရေးစီးကြောင်းရဲ့နောက်ထပ်လှိုင်းလုံးနည်းတစ်ခုဟာတစ်ပင်အမြင့်ပြတ်တွေအိမ်ပြက်စီးတွေနဲ့တူထပ်မံဝင်ရောက်လာခဲ့ပြီးအုတ်တန်ဆက်တို့မိသားစုခိုလုံနေတဲ့အိမ်လေးကို အုံမြင့်ကနေကျွတ်ထွက်သွားအောင်တိုက်စားခဲ့ပါတယ်။အင်ဒီဂျင်တူကအရာအလုံးကမျက်စိတမိတ်အတွင်းမှာပဲဖြစ်သွားတာပါ။အင်ကြီးတစ်ခုလုံးကရေစီးနဲ့တူပွမ်းကနေမြည်ပြီးလဲထွက်သွားပြီးတော့အမောင်ထဲမှာပျောက်ကွယ်သွားတာပဲ။သူတို့ရဲ့အော်ဟစ်အကူအညီတောင်းတတွေဟာရေလိုင်းလုံးကြီးတွေရဲ့ဟင်းအောက်တန်အောက်မှာပျောက်ဆုံးသွားခဲ့တယ်လို့မျက်ရည်တွေနဲ့ပြန်လည်ပြောပြခဲ့ပါတယ်။ဒီသတင်းကိုကြားကြားချင်းမှာပဲဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့စေတနာဝန်ထမ်းတွေဟာရှာဖွေရေးလုပ်ငန်းတွေကိုချက်ချင်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ရေစီးကလွန်တန်ပြီး ရေကလည်းနောက်ကျနေတဲ့အတွက်အရှာဖွေရေးဟာအလွန်ခက်ခဲနေပါလေဒီနေ့မနက်ထီတော့ဥတုံဆတ်တို့မိသားစုဝင်၄ဦးစလုံးကိုလုံးဝရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူးမျော်လင့်ချက်တွေကတဖြည်းဖြည်းမိမ့်မိန်လာနေပေမဲ့ကယ်ဆယ်ရေးသမားတွေကတော့လက်မလျှော့ပဲဆက်လက်ရှာဖွေနေကြသေးဖြစ်ပါတယ်ဥတုံဆတ်တို့မိသားစုရဲ့ကြေကွဲစရာဖြစ်ပျက်ဟာဒီရေဘေးကဆိုးကြီးတွေကနာကျင်စရာဇလန်းပေါင်းများစွာတွေကတခုမျှသာဖြစ်ပါတယ်အခုနောက်ဆုံးရရှိထားတဲ့တနိုင်ငံလုံးရဲ့ရေကြီးမှုအခြေအနေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ် ဥတရာဒိတ်ပြည်နယ်ဟာအနေအောင်ဆင့်ရေးပေါ်ခြေနေကနေအခုထိမလွတ်မြောက်သေးပါဘူး။ထောင်ဆန်ခံတဲ့ထားပလာခရိုင်တွေဟာအထိကိုက်ပြင်းထန်ဆုံးဖြစ်ပြီးနေရာတော်များများမှာရေအမြင့်ဟာ3မီတာ10ဘီခန့်အထိရှိနေသေးပါ။ခလောင်းထုံနဲ့ခလောင်းစင်းရေလောင်တမန်တွေဟာရေရှမ်းမှုဟာမနေ့ကထက်အနည်းငယ်ကျော့ကျသွားပေမဲ့ဆိုရရင်မှအထက်မှာပဲရှိနေသေးတဲ့အတွက်အောက်ပိုင်းဒေသတွေအတွက်အနေအကကင်းရှင်းသေးမှာမဟုတ်ပါဘူး။ကေဇယ်ရေးလုပ်ငန်းတွေမှာထိုင်းစစ်တပ်ကပါပူးပေါင်းပါဝင်လာပြီးရဟတ်ရင်တွေစစ်သုံးထရက်ကားတွေနဲ့ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်တာ စားနပ်ရိက္ခာတွေကိုဝင်ခန့်လာတွေကိုအင်တိုက်အားတိုက်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့လမ်းမဆက်သွယ်ရေးအများစုပြတ်တောက်နေတာကအကြီးမားဆုံးအခက်အခဲဖြစ်နေပါတယ်။မဲဟောင်းဆောင်ပြည်နယ်မဲဆရီယန်ခရိုင်မှာရေနှဲငယ်ပြန်ကျသွားပြီဖြစ်ပေမဲ့ရှုံလုံနေတဲ့အပြက်စီးတွေရှင်းလင်းရေးလုပ်ငန်းတွေကတော့အကြီးအကျယ်လှုပ်ဆောင်ရအောင်မှာဖြစ်ပါတယ်။ပြက်စီးသွားတဲ့လမ်းနဲ့တရားတွေကိုပြန်လည်ပြုပြင်ဖို့အ ਨੇ ဆုံးရက်တစ်ပတ်အနည်းငယ်ကြာမြင့်နိုင်တယ်လို့အာနာပိုင်တွေကခန့်မှန်းထားပါတယ်။ Face Nu Law နဲ့ Udon Time ပြည်နယ်မှာတော့မြို့ပြင်ကစိုက်ပျိုးရေးခြံပြေတွေမှာရေလွှမ်းမှုမှုတွေဆက်လက်ရှိနေပြီး စိုက်ပျိုးရေးထွက်ကုန်တွေအကြီးအကျယ်ပြည့်စည်ဆုံးရှုံးခဲ့ပါတယ်။ထိုင်းနိုင်ငံဘေးရန်ရဲ့ကာကွယ်ရေးနဲ့လျှော့ပါးရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရထိခိုက်ခံစားရသူတွေအရေအတွက်ကပြည်နယ်လေးခုမှာအိမ်တော်စုပေါင်း9000ကျော်လူဦးရေ3000ကျော်ရေးပေးတင်နေပါတယ်။ရွှေ့ပြောင်းခဲ့တဲ့မှုအနေနဲ့လူဦးရေ2000ကျော်ကိုယာယီခလုံးရေးစခန်းတွေစီကိုရွှေ့ပြောင်းပေးထားရပါတယ်။ပြည့်စည်ဆုံးရှုံးမှုအခြေအနေကတော့အင်ဂျင်900ကျော်လုံးဝပြည့်စည်သို့မဟုတ်မျောပါသွားခဲ့ပြီးအင်ဂျင်3000ကျော်ရေးနှိမ့်မြုပ်ပြည့်စည်ခဲ့ပါတယ်။ တရားငယ်15သိန်းကျိုးကြပျက်စီးခဲ့ပြီးအဓိကလမ်းမကြီး9ခုပိတ်ထားရတဲ့ဖြစ်ပါတယ်။လက်ရှိချိန်ထိတရားဝင်တည်ပြုထားတဲ့သေဆုံးသူ3ဦးရှိပြီးဥတုံဆက်တို့မိသားစု4ဦးအပါအဝင် စုစုပေါင်းလူ71ဦးပျောက်ဆုံးနေတဲ့ဖြစ်ကြောင်းစည်ရင်းထုတ်ပြန်ထားပါတယ်။မိုးလေဝသခန့်မှန်းချက်တွေအရမုန်တိုင်းဘွာလိုင်းရဲ့အဓိကမိုးတိမ်တိုက်တွေဟာထိုင်းနိုင်ငံကိုဖျက်ကျော်သွားပြီဖြစ်ပေမဲ့နောက်ဆက်တွဲမိုးတိမ်တွေကြောင့်နောက်24နာရီအတွင်းမှာမိုးဆက်လက်ရွာသွန်းနိုင်သေးတယ်လို့သတိပေးထားပါတယ်။ တောင်ပေါ်ဒေသတွေမှာမြေကြီးတွေကရေတွေနဲ့ပြည့်ဝနေတဲ့အတွက်မြေပြုံမှုအန္တရာယ်ဟာအလွန်မြင့်မားနေစေဖြစ်ပါတယ်။မြေရေနဲ့ချောင်းရေတွေဟာချက်ချင်းပြန်ကြမှာမဟုတ်ပဲနောက်ထပ်နှစ်ရက်မှသုံးရက်ထိအချိန်ယူရနိုင်တဲ့အတွက်ကမ်းလှဒေသတွေအနေနဲ့သတိထားနေထိုင်ကြဖို့လိုအပ်ပါတယ်။ရေတာသွားပြီးနောက်မှာတော့ရေကြောင်းဖြစ်တဲ့ဝမ်ပြက်ဝမ်လျှော့ယောဂါခြင်ကြောင်းဖြစ်တဲ့သုံးလင်တုပ်ကိုယောဂါတွေဖြစ်လာနိုင်တဲ့အတွက်ပြည်သူ့ကျန်းမာရေးဌာနကကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်။ဥဒရာဒိတ်ဆယ်မြောင်းစီမံကိန်းကနေထွက်ပေါ်လာတဲ့အရေးပေါ်သတိပေးချက်ဟာတကယ်ကိုစိုးရိမ်စရာပါ။ ။အဲ့ဒီတတိပေးချက်အရကလောင်ထရန်ရေလွှဲဆယ်ကနေရေတွေဟာတစ်စက္ကန့်ကိုကုဗမီတာ150နှုန်းနဲ့မနိုင်မနှင်းရှန်ကြနေတယ်လို့သိရပါတယ်။ဒီရေလူကြီးရဲ့အချိန်ဟုန်ကမပြီးသေးပါဘူး။အဲ့ဒီရေတွေဟာအောက်ဘက်မှာရှိတဲ့ကလောင်ထရန်ရေထိန်းတမန်ကိုရောက်တဲ့အခါမှာတော့တစ်စက္ကန့်ကိုကုဗမီတာ900ကျော်ဆိုတဲ့ကြောက်မက်ဖွယ်ရာနှုန်းနဲ့ဖြတ်တန်းစီးနေတယ်လို့ဆိုပါတယ်။ပရိသတ်ကြီးအနေနဲ့မြင်အောင်ကြည့်ပါ။ကားစီရပေါင်းများစွာသာရှိတဲ့ရေတူကြီးတစ်ခုဟာစက္ကန့်တိုင်းစက္ကန့်တိုင်းစင်စက်မပြတ်ဖြတ်တန်းစီးနေတာနဲ့ညီမျှတဲ့အင်အားပါပဲ ဒီလိုမျိုးမကြုံဆုံဘူးတဲ့ရေလုံးကြီးကြောင့်ထောင်ဆန်ခန့် KI တခုလုံးဟာရေလွှမ်းမှုမှုတန်ကိုအပြင်းထန်ခံစားနေရပါတယ်။ဒါအပြင်အဲ့ဒီရေတွေကြောင့်ခလောင်းစင်းမြစ်ရေပြင်မျက်နှာပြင်ဟာလည်းအနီရောင်စင်းစိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒီရေအတွက်ကြောင့်ထပ်လာရဲ့အနီနာတဝိုက်ကမြို့နယ် KI တွေအားလုံးရဲ့ကမ်းနာတလျှောက်နေရာတွေကိုပါကြီးမားတဲ့ချိန်ချောင်းမှုတွေပြီးနေပါတယ်။ဒီလိုအခြေအနေမှာတော့ဆယ်မြောင်းဦးတီဌာနကဝန်ထမ်းတွေဟာလည်းဘာမှမလုပ်နိုင်ပဲမနေပါဘူး။သူတို့ဟာဆက်ရန်နေရာတွေလူဝင်အားတွေနဲ့အတူ၂၄နာရီပတ်လုံးအသင့်အနေထားနဲ့စောင့်ကြည့်နေရပြီး ရေဘေးကာဝေးရေးအတွက်အာသွန်ခွန်ဆိုင်ကြိုးပမ်းနေကြရပါတယ်။ဒါပေမဲ့စီးတင်နေတဲ့ရေတူကြီးရဲ့အင်အားကတော့တကယ်ကိုထိန်းချုပ်ဖို့ခက်ခဲလွန်းပါတယ်။ကဲအခုဆိုရင်ဘူဝါလိုင်ရဲ့အရေးမဲကြီးဟာကျွန်တော်တို့ရဲ့တကားဝါကိုလာခောက်နေပါပြီ။ထိုင်းနိုင်ငံမှာဒီလိုရေးပေါ်အခြေအနေတွေနဲ့ရင်ဆိုင်နေရကြမှာပဲ။မုံတိုင်းအကျွင်းကျန်တိမ်တိုက်တွေဟာအနောက်ဘက်ကိုဆက်လက်ရွေးရှားလာပြီးကျွန်တော်တို့မြန်မာနိုင်ငံရဲ့နယ်နိမိတ်စီကိုတဖြည်းဖြည်းချင်းချဉ်ကပ်လာနေပါပြီ။ ိုင်းနိုင်ငံမြောက်ပိုင်းကနေဝင်ရောက်လာတဲ့ဒီမုန်တိုင်းအကျဉ်းချံဟာကျွန်တော်တို့နိုင်ငံအတွက်အဓိကအားဖြင့်မိုးအနေရကိုတည်ဆောင်လာမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့အော်တိုဘာလ၁ရက်နေ့မှ၄ရက်နေ့တွင်အောက်ဖော်ပြပါဒေတာတွေအတွက်အရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဒေတာတွေဟာထိုင်းနိုင်ငံနဲ့တိုက်ရိုက်ထိစပ်နေပြီးတောင်ကုန်းတောင်တန်းတွေပေါ်များတဲ့အတွက်ရုတ်တရက်ရေကြီးမှုနဲ့မြေပြုံမှုအန္တရာယ်အလွန်အမင်းမြင့်မားနေပါတယ်။ အထူးသဖြင့်တန်လျင်မြကန်းမင်းနဲ့တောင်ဆောင်တွေမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့အာဏာပိုင်တွေရဲ့ညွန်ကြားချက်တိုင်းဘေးလွတ်ရာကိုအမြန်ဆုံးပြောင်းရွှေ့ကြဖို့အထူးသတိပေးထားပါတယ်။တနင်္လာရီတိုင်းဒေသကြီးကတော့ကန်ယိုရန်ဒေသဖြစ်တဲ့အတွက်မုံတိုင်းကျွန်းကြံကြောင်ပင်လယ်မှာလှိုင်းကြီးနိုင်ပြီးကန်ယိုရန်တခြားမိုးသည်ထန်သွားရွာသွန်းမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ငါးဖန့်လေများအနေနဲ့ပင်လယ်လုံးဝမထွက်ဖို့တားမြစ်ထားပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းနဲ့တောင်ပိုင်းနယ်၊ကယားပြည်နယ်တွေမှာလည်းမိုးသက်ထန်သွားရွာသွန်းပြီးမြေပြိုမှုအန္တရာယ်ရှိတဲ့အတွက်တောင်ပေါ်လမ်းတွေမှာခရီးသွားလာခြင်းကိုရှောင်ကြဉ်ကြဖို့နဲ့ အရေးပေါ်အခြေအနေတွေပြင်ဆင်ထားကြဖို့တိုက်တွန်းထားပါတယ်။ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသဒေသကြီးကတော့စစ်တောင်းမြင့်နဲ့ပဲခူးမြေဟာတိတိတသားမြင့်တက်လာနိုင်တဲ့အတွက်မြေကမ်းဘေးကမြို့နယ်တွေအနေနဲ့ရေကြီးမှုအန္တရာယ်ကိုအထူးသတိပြုကြရမှာဖြစ်ပါတယ်။အရာဝတီတိုင်းဒေသကြီးနဲ့အရာဝတီမြဝမ်းတခြားမှာလည်းအထက်ပိုင်းကစီးတင်လာမဲ့ရေတွေကြောင့်အရာဝတီမြေရေဟာနေရာအတော်များများမှာစိုးရင်ရင်ဘတ်အထက်ကိုရောက်ရှိလာနိုင်ပါတယ်။ဒီချိန်ချောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနဟာတပ်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရဖွဲ့တွေနဲ့ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ပြည်သူလူထုအနေနဲ့လည်းကောလာဟလတွေကိုမယုံကြည်ပဲမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတရံဝင်ထုတ်ပြန်တဲ့သတင်းတွေကိုသာအားကိုးကြဖို့နဲ့ကိုယ့်ဘက်ဝင်ချင်းမှာအရေးပေါ်အခြေအနေဖြစ်လာပါကနီးစပ်ရာအာဏာပိုင်အဖွဲ့အစည်းတွေကိုချက်ချင်းအကြောင်းကြားဖို့အထူးမြတ်တာရက်ခံအပ်ပါတယ်။ဒီကုန်းကျုံအနေနဲ့ပြောရရင်တော့ဘူဟာလိုင်းမုံတိုင်းဟာမုံတိုင်းတစ်ခုရဲ့အကျွင်းကြံကတော့နိုင်ငံတနိုင်ငံကိုဘလောက်ထိဒုက္ခပေးနိုင်တယ်လဲဆိုတာကိုထင်ထင်ရှားရှားပြသသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံကပြည်သူတွေရဲ့ခြေကွဲစရာဖြစ်ပျက်တွေကနေသင်ခန်းစာယူပြီးကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးတွေအားလုံးအနေနဲ့လာမယ့်ဘေးရန်တွေကိုအတူတကွစီစီလုံးလုံးနဲ့ကြိုတင်ပြင်ဆင်ပြီးအထူးကိအနေဆုံးနဲ့ကြော်လွှားနိုင်ဖို့ကြိုးစားကြရမှာဖြစ်ကြောင်းတိုက်တွန်းရင်းဒီနေ့အတွက်အစီအစဉ်ကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါရစေ။အားလုံးပဲဘေးရန်တွေကင်းရှင်းကြပါစေခင်ဗျာ။